နိဗ္ဗာန်ဆိုတာရောက်ပါလေဆရာနိဗ္ဗာန်ဆိုတာကငြိမ်းချမ်းမှုပဲအဲ့တော့ငြိမ်းချမ်းမှုကဘလို့ငြိမ်းချမ်းမှုလဲဘလို့နိဗ္ဗာန်လဲနတဥပါတိဒေတာနိဗ္ဗာန်နဲ့အနုပါတိဒေတာနိဗ္ဗာန်တရုပါတိဒေတာဆိုတော့အခုလက်ရှိမသေးခင်ရတာအနုပါတိဒေတာဉာဏ်နာဖြစ်ပြီးမှသိဉာဏ်နာဖြစ်သွားတာကိုပြောတာအဲ့တော့အခုတဥပါတိဒေတာနိဗ္ဗာန်ဆိုတော့အခုလက်ရှိဖြစ်နေတဲ့အခါမှာ ဒေါသဖြစ်စရာတွေနဲ့ကြုံတယ်လောဘဖြစ်စရာတွေနဲ့ကြုံတယ်ဝမ်းနေစရာတွေဝမ်းသာစရာတွေအဲ့ဒါနဲ့ကြုံတဲ့ခါမှာစိတ်ကယောနီတော့နှလုံးသွင်းမှန်ကန်နေတဲ့ခါကျတော့အဲ့ဒေါသတွေဘက်ကိုလည်းမရောက်ဘူးလောဘတွေဘက်ကိုလည်းမဖြစ်ဘူးအဲ့တော့စိတ်ကငြိမ်းချမ်းတယ်အဲ့ဒါနေပါပဲဟုတ်ပြီလူတိုင်းကနေပိုင်ရနိုင်တဲ့အခွင့်အရေးရှိပါလားလူတိုင်းမှရှိတယ်ကျင့်ရတယ်ကျင့်ရတယ်လက်တွေ့မှာဘာကြောင့်မကျင့်နိုင်ကြဖြစ်နေရလဲဝိနိဝရဏတွေကြောင့် အဲ့ဒါကာမေသနာနိရဏဗျာပါရဏိရဏဌိနမေတဥဒိစ္စကိုကိုစာဝစီကိစ္စအဲ့ဒီအဲ့ဒီဌိလာရီလာတားတယ်ဒုနာကာမေသနာနိဗရဏကာမေသနာဟိုဝလိုခြင်းတရားလိုခြင်းဟိုဝစားခြင်းတရားလာခြင်းပျော်ခြင်းပါခြင်းသွားခြင်းလာခြင်းအလကားတယောက်တည်းအေးစစ်မနေခြင်းဟိုတယောက်တည်းအ ਨੇ ဆုံးကလူတယောက်နဲ့စကားပြောနေရမှာအဲ့လိုအကျင့်နေရှိနေတွေရအခုပါတရားထိုင်ဖို့ရရင်နှောက်ချက်ပြေးတယ်ဗျာပါရဆိုတာမကြည်မနှက်တွေဖြစ်နေတာကိုလူမကျင်တာဒီလူမကျင်တာဟိုကအစားတော့မကျင်တာအဝတ်အထည်မကျင်တာ အဲ့ဒါဗျာပါဒဌိနမိတနိုင်မြင်နေတယ်ညီအရက်တွေပဲတောက်ဆက်လေးတွေတောက်စိတ်တွေကမူးမြန်နေအဲ့ဒါဌိနမိတဖြစ်နေဘူးဥဒိစ္စစိတ်ပြန်ပြန်လွင်တာကိုကိုကိုစဆိုတာနောင်တတဖန်ဖြစ်တာဟာငါအဲ့တုန်းကမလို့လဲရောက်ဘွာဟာငါနားတာအဲ့လိုစိတ်မျိုးတွေရှိနေတယ်နောက်တစ်ခါနောက်ဆုံးမှာဝစီကိစ္စတန်တရားရင်းနဲ့ဒီတရားလို့တော့ဘာဖြစ်မှာလဲ ဲ့အဲ့ဒါတွေကလာတာဒါကြောင့်လူတွေတရားကိုမကျင့်နိုင်ဟုတ်ကဲ့ဆရာတို့ကနောက်ဆုံးမေးခွန်းနည်းဆရာတို့ကလောကမှာအကောင်းဆုံးဆိုတဲ့အရာပါပါလဲအကောင်းဆုံးအရာတန်တရားလွတ်တာပဲတော်ရမှန်တော့ဒကရကအနာဂံဖြစ်သွားတာအဲ့ဒါအကောင်းဆုံးပဲအဲ့ဒါကိုကျင့်မယ်ဒါပေမဲ့လူတွေကအဲ့ဒါကိုမလုပ်နိုင်ဘူးဟိုစီးပွားရှာတော့လုံနေတယ်စီးပွားရှာမှာပါမယ်မရှာလို့မရဘူးဒါပေမဲ့မျက်လုံးနှလုံးပါတယ်လို့လောကီရောလောကုတ္တရာရောလို့ကြည့်မှအဆင်ပြေမှာလीတစ်ဖက်တည်းသွားရင်လည်းဒါပေမဲ့ဒီဇိုင်းဖြစ်နေမယ်ဘယ်တော့မှလမ်းမတည့်ဘူး အဲ့ဒါပဲဟုတ်ဆရာအနေနဲ့ပထမဆုံးဒီတရားပြတဲ့ခါမှာဆရာရဲ့ဇာတိကဘယ်လိုတွေပါလဲဆရာဆရာပထမဆုံးတရားပြဆရာကတော့ခုနဓမ္မဇောတိယဆရာကြီးဥက္ကဉ်ကဒုတိယကတော့မဘောရိဘောရိငင်ဆရာတော်ဘုရားကြီးတတိယတော့ဆရာကိုယ်တိုင်ပြတာတော့မဟုတ်ဘူးစာအုပ်ကနေတဆင်ရတာမဟာဗောဓိမြတ်ဆရာတော်ဘုရားကြီးအဲအဲ့ဒါတွေကနေပြီးတော့အထောက်အကူရပြီးတော့ဆရာကိုယ်တိုင် course ပြန်ဆွဲပြီးတော့ ုနတရားကိုတပည့်တွေကိုတရားပြတာပေါ့ကွာအဓိကတော့ကိုနဲ့လက်တကမ်းပေါ့ဟုတ်ခုဆရာတရားပြလာခဲ့တာဘယ်နှစ်နှစ်ရှိခဲ့ပြီတရားပြတာ9နှစ်10နှစ်လောက်တော့ရှိပါပြီ